ဟုတ်ကဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါຫນွေဦးတင်းများကန္တမကျေးဇူးလိုက်ပါတယ်မိတ်ဆွေတို့အနေနဲ့ຫນွေဦးတင်းများကိုစင်စက်မပြတ်ကြည့်ကြည့်နိုင်ရန်အတွက် Subscribe လေးများအင်ဦးဆုံးလှူထားပေးကြပါလို့တောင်းဆိုချင်ပါတယ်ခင်ဗျဟုတ်ကဲ့အခုတင်ဆက်ပေးမယ့်အကြောင်းအရာကတော့ရန်သူ၆တန်းတောင်ပိုင်းတရားခတ်တာလေတောင်ပိုင်းဖြစ်လေတည်တဲ့အကြောင်းရင်းရှင်းပြပါဦးတဲ့ကုန်တ မင်္ဂလာပါရှင်အခုကြောင်ရတဲ့ပတ်သက်တဲ့ဗီဒီယိုဖိုင်ကိုတော့အနောက်မှာတင်ဆက်ပေးထားတာဖြစ်တာမို့ဝင်ရောက်ကြည့်ရှုဝေဖန်တုံးသက်ပေးကြပါအောင်ရှင်ကျွန်တော်တို့ဖြစ်နေတဲ့အခြေအနေတွေကိုပြန်တွက်ကြည့်ရင်အခုဆိုမန္တလေးမှာစရတယ်လက်ပေးလက်ယူပေါ့လက်ပေးလက်ယူဒါနေရာတိုင်းမှာရှိတဲ့ပြဿနာပါအဲမန္တလေးလို့ဒေသမျိုးမှာ အမန္တလေးလိုဒေသမျိုးမှာဘာကိုတွတ်တွေ့ရလဲဆိုတော့အခုတကောင်စင်းနေစစ်တယ်အဲ့မှာတကောင်စင်းနေစစ်ပြီးတော့ယောက်ျားလေးနှစ်ယောက်ရှိရင်တယောက်ကဒီမဲနိုင်ပြီးတော့ဘလို့မှရှောင်လည်းလို့မရဘူးပတ်စံပေးလို့လည်းမရဘူးနော်မန္တလေးမှာကြီးတာငယ်တာအရွယ်တာလက်တာမသိဘူးအဲ့လက်ရှိပြဿနာကတော့ စကားစားဘက်ကရွေးကောက်ပွဲကိုလှုပ်ဖို့အတွက်ကိုစိုင်းပြင်နေတယ်အဲ့တော့ကျွန်တော်တို့တွေဘယ်လိုကြော်ဖြတ်ကြမလဲကျွန်တော်တို့ဘယ်လိုကြော်ဖြတ်ကြမလဲကျွန်တော်တို့လက်ရှိစကားစားဘက်ကလည်းဤမျိုးစုံနဲ့သူ့လူတွေကိုယ်တိုင်ကလက်ပေးလက်ယူတွေရှိတယ်အာဂိလိုက်စားမှုတွေရှိတယ်ကျွန်တော်တို့တော်လိုင်းကြီးဘာကြောင့်မအောင်တာလဲဆိုလို့ရှိရင်ဘာကြောင့်နောက်နေတာလဲဆိုလို့ရှိရင် အခုဖြစ်နေတဲ့အခြေအနေတွေမိဘပြည်သူတွေပြောလာဆိုလာဝေဖန်လိုက်တာတွေ့တော့ကျွန်တော်ဝမ်းသာတယ်။အဲအားလည်းအားပေးတယ်ဂုံလည်းဂုံယူတယ်။နော်အရင်တော့ UNG ကိုပြောရင်ဖြစ် ကျွန်တော်တို့ကတခိုးတည်းများဒလန်တွေဖြစ်ကုန်အောင်။အဲဒီကနေစပြီးတော့အခုလူတွေအကြောက်တရားကင်းကင်းနဲ့ပြောလာတယ်ဆိုလာတယ်ပြောလာနိုင်တဲ့အပေါ်မှာလည်းကျွန်တော်ဂုံယူတယ်ဆက်ပြောကြပါဒါမှမဟုတ်မှန်မှန်ကန်ကန်ဖြစ်ဖို့တော့အမှန်တန်ရည်ကြီးတယ် သူတို့ UNG မှာကသူရဲကောင်းတွေများတယ်သူရဲကောင်းတွေများတယ်မင်းအောင်လိုက်တော့မှအဲဘယ် PDF ဖွဲ့ဖို့တော့စိန်ခေါ်တယ်ဘယ်မှာတော့ထိုးစစ်ဆင်မယ်ဆိုပြီးတော့မင်းအောင်လည်းဘရောမှမပြောဘူးသူလှုပ်ရှားရှိတဲ့အလုပ်ကိုရန်သူကပြပြတသားလှုပ်သွားတယ်အသက်ကြီးတာငယ်တာစင်းရတာချမ်းသာတာသူစိတ်ဝင်စားဘူးအဓိကသူ့အပေါ်မှာအကြောက်တရားနဲ့သူ့အားကိုးခြင်းအောင်ဆိုတဲ့စိတ်နဲ့မင်းအောင်လည်းရက်ဆက်နေတာ ဒီလိုပဲသူ့လူတွေကလည်းသူ့ကိုမှီပြီးတော့အားကြီးလိုက်စားမှုတွေအများကြီးရှိတယ်။အခုစစ်မှုမထမ်းမနေရကိစ္စမှာလက်ပေးလက်ယူတွေနဲ့ရှောင်ရှားခဲ့တဲ့လူတွေမိရေးနှစ်ခါနာနဲ့အခုမန္တလေးတိုင်းဒေသကြီးကစားပြီ။ကျွန်တော်အများနဲ့ပြောခဲ့ပါတယ်။ရန်ကုန်ရဲ့နေပြည်တော်ရဲ့မန္တလေးရဲ့ကြံရပြီဆိုတဲ့စာကားစာရဲ့ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်မှုတွေအားလုံးဒီအခုအကောင့်တွေလက်တွေ့ဖော်လာပြီ။နိုင်ငံရေးမှာတိုက်ဆိုင်တာမရှိဘူးဆိုသလိုပဲအခုလက်ရှိ ကျွန်တော်တို့အဲပြည်တွင်းငင်းငင်းအတွက်ဗိုလ်ချုပ်ရာပြည်ကိုဆွေးနွေးကြတယ်ပေါ့ဒါဘာကိုဥတည်ခြင်းလဲဆိုတော့သူတို့ကငင်းငင်းရေးကိုရှေ့ရှုပြီးတော့ပြည်သူလူထုရဲ့အသက်အိုးအိမ်စီးစိမ်တွေကိုကာကွယ်ခြင်းလို့တိုင်းပြည်ပျက်စီးမှာကြောက်လို့ဆိုတော့ပုံစံမျိုးလည်းနေကလာ တိတ်ခက်ခဲအကြက်တဲနဲ့ပြည်သူလူထုမျောလင်းချက်တွေနဲ့အသက်ရှင်နေရတဲ့မွန်းချက်နေတဲ့လူတွေကျွန်တော်တို့ဆိုပို့ပြီးတော့တော်လိုင်းမလိမ်ဘူးကျွန်တော်ဖျားဆုရပါဆိုကျွန်တော်တော်လိုင်းအောင်ခြင်းလဲအောင်ဖို့အတွက်လည်းကျွန်တော်စူးစမ်းနေတယ်တကယ်လည်းကျွန်တော်တို့အဲကျွန်တော်လိုက်လွင်နေဆိုတာကတော့ဒါပြည်သူလူထုတွေအများအမ်းစိတ်တပွားတစ်ခုလေးရအောင်အဲသူတို့ပြောရဲလားဆိုရဲလားဝေဖန်လာအောင် ဝေဖန်တက်အောင်ကျွန်တော်တို့ကလမ်းပြပေးတာအဲပြောလားဆိုလားကြတာ အခုဆိုကြရင်တော်တော်များများလဲအတွေ့ရတယ်အဲ့ဒီအတွက်လဲကျွန်တော်တို့ဂုံယူတယ်ကျွန်တော်တို့ကမှန်မှန်ကန်ကန်စောစောကျွန်တော်ပြောကမှန်မှန်ကန်ကန်ပြပြသားသားဆောင်ရွက်ဖို့အရေးကြီးတယ်ယနေ့တော်လန်ရေးသည် တိုင်းရင်သားပြည်သူ လူထုတရက်လုံးရဲ့တော်လန်ရေးတိုင်းရင်သားပြည်သူလူထုတရက်လုံးရဲ့တော်လန်ရေးဖြစ်တယ်တိုင်းပြည်ရဲ့တိုင်းပြည်ရဲ့ အနာဂတ်ဒီပြည်သူတွေရဲ့လက်ထဲမှာပဲရှိရဲဆိုတာကိုပြည်သူတွေကအာဏာပိုင်နေဖြစ်တယ်။အချုပ်ကြအာဏာကပြည်သူလူထုကပေးမှရတာเนาะကျွန်တော်စကားတွေအများကြီးပြောခြင်းတယ်ကျွန်တော်မလည်ဘူးကျွန်တော်တို့တော်တော်စိတ်ကောလူရောကျွန်တော်တို့တော်ပင်ပန်းတယ်အဲ့တော့ကျွန်တော်တို့ကတော်လန်ရေးကိုဘယ်လိုတွေလုပ်နေကြတာလဲဆိုတာခင်ဗျားတို့၃နှစ်၄နှစ်ပေါ့ကွာအခုဆို၄နှစ်လည်းကြောလာပြီ ပြည်သူလူထုတွေဘလောက်ထိဒုက္ခတွေရောက်တယ်ပြည်သူလူထုတွေဘလောက်ထိဟိဝမ်းနဲ့ကြေကွဲနေရတယ်ဆိုတာလဲကျွန်တော်တို့ကိုချင်းစားတယ်အဲ့အတွက်လဲကျွန်တော်တို့အတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကျွန်တော်တို့ကြိုးစားနေတယ်စိတ်မပြတ်ကြပါနဲ့တော်လန်ရေးသည်ကျွန်တော်တို့ကစနစ်တစ်ခုကိုပြောင်းလဲဖို့အတွက်စနစ်တစ်ခုစနစ်တစ်ခုကိုပြောင်းလဲဖို့အတွက်ကျွန်တော်တို့အားလုံးကြိုးစားနေတဲ့အချိန်မှာကိုကိုတိုင်ကအဲ့ဒီစနစ်ရဲ့သားကောင်တွေမဖြစ်ဖို့အရေးကြီးတယ်ကျွန်တော်တို့ကစနစ်ရဲ့သားကောင်တွေဖြစ်ခဲ့ပြီးပြီအဲ့ဒါဘာလဲဆိုရင် 2020ရွေးကောက်ပွဲရလတ်နဲ့အကျိုးဆက်တွေဟာလားကျွန်တော်တို့တွေ NLD ပါတီမှတပါတခြားသောပါတီကိုမဲပေးပိုင်ခွင့်မရှိမဲပေးလို့မရဘူးဆိုတော့ပုံစံမျိုးပေါ့ဗျာကျွန်တော်တို့ပြည်သူလူထုရဲ့တွေးခဲ့ကြတယ်အမှန်အမှန်ဆိုတော့လေအဲဟုတ်တော့လေဟုတ်တယ်ဟုတ်တယ် NLD ပါတီကသာလဲအဲနိုင်ငံရေးဥဆောင်တဲ့လူတွေလို့တိုင်းရင်းသားခေါင်းဆောင်တွေပိုင်းကလည်းဒါထင်မြင်ယူဆခဲ့တဲ့အပိုင်းအများကြီးရှိခဲ့တယ်ကျွန်တော်တို့ကိုယ်တိုင်လည်းသိတယ် ဒါပေမဲ့ကရင်မှာလည်းရှိခဲ့တယ်ကချင်မှာလည်းရှိခဲ့တယ်ရှမ်းမှာလည်းရှိတယ်တနိုင်ငံလုံးမှာရှိခဲ့တယ်အခုလက်ရှိကျွန်တော်တို့ပြောပြမယ်ကျွန်တော်တို့ကရင်ကောင်းဆောင်ဘိုင်းဒီမှာလည်းအဲမျောလင့်ချက်တွေအရင်တော့ရှိခဲ့ပူတယ်အဲ့အတွက်မဟုတ်လို့လေအဲကျွန်တော်တို့ဒီစစ်ပွဲကြီး27ရာစုရဲ့စစ်ပွဲကြီးကိုပြင်ဆင်ဆောင်ရွက်ခဲ့တာမရှိဘူးပြင်ဆင်ဆောင်ရွက်ခဲ့တာမရှိလို့တော်လိုင်းကြီးကတိုင်းရင်းသားတွေဘက်မှာအထာနေတယ်အထူးသဖြင့်ကျွန်တော်တို့တောင်ပိုင်းကိုအပြစ်ပြောတဲ့လူတွေကိုကျွန်တော်တခုပြောချင်တယ် ျွန်တော်တို့ဘက်မှာမဆုံတန်းခံစစ်နဲ့အသေးခံပြီးစစ်တိုက်တဲ့ကောင်လေးပဲစကားစားဘက်ကတကယ်အရေးချင်းရှိပြီးတော့စစ်တပ်အနည်းဆုံး2 20 25နှစ်ရှိတဲ့ကောင်လေးပဲထားရတာအဲ့တော့တိုက်ရခတ်တယ်တိုက်ရခတ်တယ်ရန်သူကြောက်တာတောင်ပိုင်းလို့ကျွန်တော်ပြောခဲ့ပြီနော် တောင်ပိုင်းမှာ viewer တွေရှိတယ် viewer ၄ခုရှိတယ်အဲ့ viewer ၄ခုကြာလို့ရှင် စကားစားစစ်ရှုံးပြီရခိုင်တော်တော် AAD 2019ကစပြီးစစ်တိုက်လာတယ် 2006 2009ကစပြီးတော့တိဆောက်ခဲ့တယ်ရခိုင်မှာအဖွဲ့အစည်းပေါင်း3ခုရှိတယ်အခုလက်ရှိစကားစားနဲ့ပေါင်းတဲ့ AMP ပါတီရဲ့ရခိုင်တပ်တော် AA ULAA ပေါ့နောက်ပြီးတော့ရခိုင်တပ်တော်ထဲမှာရှိတယ်နောက်တော့တစ်ဖွဲ့ရှိသေးတယ်ဒါလည်းကျွန်တော်တို့ကအဲမပြောတော့ဘူးဗျာဒါပြောတော့အဖွဲ့အစည်းတွေကနေရာတိုင်းမှာများတယ်ကျွန်တော်တို့ပြည်သူလူထုကို30 20ခုစစ်စင်ရေးမှာပြည်သူလူထုတွေရတောင်ပိုင်းမှာဘာလုပ်နေလဲတောင်ပိုင်းကဖားထီးလို့ဖားရိုက်နေတယ်ဆိုတဲ့ကိစ္စတော့ ကျွန်တော်တို့အမတန်ပြောကျင်တာခမရှမ်းပြည်မြောက်ပိုင်းတခွင်ကိုခိုင်လောင်ကိုင်းเนาะချင်းရွှေဟောအဲဆောနာပြောတဲ့တိန်ဒီကျွန်တော်အကုန်ရောက်ခဲ့ဘူးလေကျွန်တော်မှတ်တမ်းနေရှိပါတယ်ကျွန်တော်တခါကြံဓာတ်ပုံနေတင်ပါတယ်ကျွန်တော်တို့တွေမြောက်ပိုင်းမှာမြောက်ပိုင်းမှာကွမ်လုံဂိတ်ပေါ့ဗျာကွမ်လုံဂိတ်ကတော့အဓိကမေးကွမ်လုံကွမ်လုံရှိမဲ့ ကွာလွန်ပြီးလို့ရှိရှင်ကျွန်တော်တို့ဟိုးဘက်ကိုဆက်သွားရင်ချင်းရွှေဟော်လောင်ကိုင်းနောက်ပြီးတော့ဒီနမ်ဆန်လို့ပါတော့ကျွန်တော်တို့ပြောချင်တာမြောက်ပိုင်းကဘာဖြစ်လို့နိုင်လဲဆိုရင်အဲ KIA မှာ KIA မှာ CDN ဝင်သွားတဲ့လေချောင်းရံကဥစည်းအရာရှိတယောက်ရှိပါတယ်တကယ်ပညာရှင်ပါဒါ UNG နဲ့အရင်ကပပတက်တက်လှုပ်ခဲ့တဲ့အဖွဲ့အစည်းပေါ့ဗျာနောက်ပိုင်းကျတော့ UNG ရဲ့လုပ်ပုံကင်ပုံ လိန်နေတာတွေကိုသိတော့ကချင်ပေါက်ရောက်သွားတာဗမာဆိုတာလူမျိုးမြန်မာဆိုတာနိုင်ငံဗမာဆိုတာလူမျိုးမြန်မာဆိုတာနိုင်ငံအဲ့တော့မြန်မာနိုင်ငံသူနိုင်ငံသားဗမာနိုင်ငံသူနိုင်ငံသားဆိုတာမရှိဘူးဘာမီးဆိုတာကအင်္ဂလိပ်ကနယ်ချက်ကနေပြီးတော့သွေးခွဲခဲ့တာဗမာတွေသွေးအဲဗမာတွေအများစုအုပ်ချုပ်တဲ့ တိုင်းပြည်ပုံစံမျိုးဖြစ်နေတော့ဘာမီလို့ခေါ်တာဗောနော်မြန်မာလူမျိုးလားဗမာလူမျိုးလားဆိုတာအဲမြန်မာက၉မျိုးရှိတယ်အဲဗမာကတော့သူတို့ပြောတာဗမာဘရင်ဆိုတာမရှိဘူးမြန်မာဘရင်ဆိုတာပဲရှိတယ်ဗောနော်မြန်မာ၉မျိုးရှိတယ်တမိုင်းအကြောင်းအရပြောရင်တော့မြန်မာလူမျိုးပဲဗမာကတော့နိုင်ငံပေါ့ဗျာဗမာနိုင်ငံပေါ့နော်ဒါအင်္ဂလိပ်သတ်မှတ်ခဲ့တာဒါတွေကငင်းငင်းချက်တွေအများကြီးပါကျွန်တော်ကြော်ညာလာမွေနဲ့ကျွန်တော်စီအကြောင်းပြောပြမယ် ကျွန်တော်တို့ဒီကွမ်လုံမရောက်ခင်အာရွာနာမည်တော့မပြောတော့ပါဘူး WY ဆေးပြားဆိုတာလေတလုံး200ပဲရှိတယ်သုံးလုံးမှ900ပဲရှိတယ်အဲ့လောက်ပေါ်တာကျွန်တော်တို့မြောက်ပိုင်းမှာရှိတဲ့စစ်တပ်ကစစ်စင်ရေးမရှိလို့ပတ်စံရှာတဲ့စစ်တပ်တွေများတယ်အကျင့်ပြတ်ခြားစားမှုပေါ့ဗျာလာချိုးလို့မြို့မျိုးမှာမှာအဲပြည်သူစစ်ပေါင်း82ဖွဲ့ရှိတယ် ဲ့ဒီဆွမ်းတော့ပြောဆိုရှမ်းပြည်တခွင်လုံးမှာဆိုပြည်သူစစ်အင်အားပေါင်းပေါ့ဗျအင်အားအင်အားနဲ့ဆိုင်အဖွဲ့စည်းပေါင်းက198 8ပွဲတောင်ရှိတယ်ပြည်သူစစ်ပြည်သူစစ်နော်ရှမ်းပြည်တခုတည်းနဲ့ပြည်သူစစ်အဲ့ဒီကောင်တွေကဘာလို့လဲဆိုတော့ရက်ွက်ထဲမှာအဲ့ဒီအလောင်းကစားတွေမူရစီဝါတွေအဲကြက်တိုက်တွေဝိုင်းတွေမဲနှိုက်တဲ့ဝိုင်းတွေအများကြီးပါအဲ့တော့10 20ကုန်စစ်စင်ရေးသည်ငါးနှစ်တာစီမံချက်နဲ့ရေးဆွဲခဲ့တဲ့စီမံချက်တခုဖြစ်တယ်အဲ့တော့10 20ကုန်စစ်စင်ရေးဘာလို့အောင်မြင်လဲဆိုတော့ ရန်သူကအလင်းငှက်အင်အား1800ကျော်ကိုစစ်သုံးပန်းတွေကိုစကားစောက်ပြန်လွှဲပေးတယ်တရုတ်ကလွှဲပေးပါဆိုတော့အဲ့ဒီချိန်မှာနိုင်ငံတော်အဆင့်နဲ့အခုချိန်ကြီးအောင်စရာစစ်ကြောင်းဆိုတာလူမနေ့ကကြတယ်ကိုယ့်ဘက်ကလည်းကြတယ်